မိမှချစ်တယ်အကဘယ်မှာပြန်လဲကျားကနနေကြရမင်္ဂလာဆောင်ရတော့မှာဟာဘာလို့အကဟောဆိတ်ရှော့လို့ပါ Okay. စကားလေးကတော့ romance ပါ romance မှာမှကျွန်တော်တို့ရဲ့ဟိုပါပုံမှန်လုပ်နေကြ item မျိုးမဟုတ်ပဲတဲ့နည်းနည်းလေး အဲနည်းနည်းလေးဟိုစိတ်တွေးရဖြစ်တဲ့အဲ့လိုမျိုး character လေးကိုတည်ယူဆောင်ရတာပေါ့နော်ဟုတ်လားဟုတ်ပါဘူး Okay ဟာဒဲနာညိဒီနေ့ရိုက်နေတဲ့ကားနာမည်ကတော့တို့အခုထိပြောင်းနေတော့ပဲပေါ့နော်ဒါပေမဲ့ကျန်ရစ်လို့တော့လောလောဆယ်ပေးထားတယ်ကိုနေတိုးရယ်နန်းစုရယ်ပြီးတော့ကိုအောင်လေးရယ်ပါ director ကတော့ပွင့်တင်ကြီးဆိုပါ ဗီဒီယိုကားလေးပဲမဲ့ကျွန်တော်တို့ဒီဆက်လက်တင်ပြမှုပုံစံလေးဆန်းသေးတယ်နောက်ပြီးတော့အာဟိုကျွန်တော်နဲ့ဒါဒီဒရိုက်တာပွင့်တင်ကြီးဆိုပါတော့သူနဲ့ရိုက်တာဒါတတိယမြောက်ကားပေါ့ကြည့်ကြည့်ကြည့်ကောင်းတယ်။ဒါကအခုတော့ဘယ်လိုမှဖြစ်နေတယ်။ အော်ဒီနေ့ကဟုတ်မင်္ဂလာဝတ်စုံနေဆို obviously မင်္ဂလာဆောင်ရဲ့အခန်းပေါ့နော်ကောင်းတော့ငါပြောက်လို့ပြောသူ့ကိုကဒီနေရာလေးကိုနည်းနည်းလေး sweet ဖြစ်ပြီးတော့ roman sweet roman လေးဖြစ်တဲ့ဇာတ်လမ်းအမျိုးအစားလေးတွေမှာပါပါတယ်ဟိုကားလေးကပျော်စရာလည်းကောင်းတယ်လို့ဟိုဟာဝမ်းနည်းစရာခြေခွဲစရာတွေလည်းပါပါတယ်ဟာခဏလေးမင်းကဆောင်းရမှာလေခဏချမ်းမို့ပါနင်ကောင်းနေတယ် ဒီကားလေးထဲမှာနဆိုကဟိုငယ်ဘဝတစ်ခုရှိမယ်ပြီးတော့မှနိုင်ငံခြားမှာကျောင်းသွားတက်ပြီးတော့ပြန်လာပြီးတော့မှကြီးပွားပေါ့နော်ကြားထဲမှာ၄နှစ်၅နှစ်လောက် gap ဖြစ်သွားတဲ့ဟာလေးရှိရယ်ပြီးတော့အဲ့ဒါကျတော့သဘင်သဘင်ရယ်ဒီ fashion ရယ်ပေါ့နော်အဲ့ဒါလေး view site ပြီးတော့တခြားစီစဉ်ထားပါရရှင်ဘောခနာလည်းဘာမှမဟုတ်ဘူးပုံစံနည်းနည်းချက်ချက်ချက်ချင်လို့ပုံလာမှာသူတို့ကြက်တာနည်းနည်းသတိရမှာအဲ့လိုမျိုးတော့ဟိုနည်းနည်းလေး ဟိုငယ်တဲ့အဘဝတစ်ခုပါတယ်လေငယ်တဲ့ဘဝတစ်ခုပါတယ်ဆိုတော့အဲအဲ့ဒီအတွက်ကိုတော့နည်းနည်းလေးကျွန်တော်တို့အာဝတ်စားစင်မှုပိုင်းလေးနည်းနည်းလေးပြင်ဆင်ရတာရှိတခြားကတော့ထွေထူးမရှိပါဘူးတော်လေးရပါဘူးနော်ပြောလေးကြည့်ကြပါရောက်ပြီလားဟုတ်ပါပြီ